ပွဲတွေပွဲတွေမှာအများတွေ့နေရတဲ့တမီးစိုးကိုဒါသက်ဆိုင်ရာကဖန်စီချင်းသိလိုက်ပါတယ်။မိုက်အင်တင်ကွားနေပြီးတော့တမီးစိုးကိုအမှုဖွဲ့ခဲ့လာပါ။သူ့ကိုဒီဂုံသိက္ခာကြောင်ဆွဆွဲမှုတွေပြောဆိုမှုတွေပတ်သက်ပြီးတော့ပြင်းဦးလင်မျိုးမရက်စကန်မှာ6ရက်10လ2025ခုနှစ်မှာအမှုဖွဲ့ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်နေ့မှာအမှုဖွဲ့ခဲ့တယ်။အော်တိုဘာလ12ရက်နေ့မှာတမီးစိုးကိုဒါသက်ဆိုင်ရာကဖန်စီချင်းသိလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မိုးရဲ့ YouTube channel လေးကကြိုဆိုလိုက်ပါတယ်။မိုးဒီနေ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ ပွဲရှာနိုင်ဆုံးတမိဆုကတော့ဆယ်လပိုင်း72ရက်နေမှာအဖမ်းခံရတယ်ပေါ့နော်ဒီ .8 တင်ကိုနဲ့တမိဆုလူကမကြသေးခင်မှာပွဲဖြစ်ထားတယ် .8 တင်ကိုဘက်ကမကျင်းတဲ့လို့ဆယ်လပိုင်း6ရက်နေမှာပြည်ဦးလင်မြို့မှာစကဲမှာဒီအမှုဖွင့်တိုင်ကြားထားတယ်ပေါ့နော်ဒီဆယ်လပိုင်း72ရက်နေမှာတမိဆုကိုဖမ်းဆီးထိန်းသိမ်းထားရဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါပါတယ်မိုးရဲ့ဗီဒီယိုလေးကိုစောင့်တိလက်ပါကြည့်ရှုပေးဖို့ဖိတ်ကြပါရှိဒါဆိုရင်တော့ဗီဒီယိုလေးကိုစာရင်းကြည့်ရအောင်နော်ဒီနေ့အော်တိုဘာလ72ရက်နေ့တင်းတင်းကိုနေနေဖြစ်ပါတယ်အော်ဒီနေ့တင်ပြပေးခြင်းသတင်းကကျွန်တော်တို့ ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့တမီးစိုးတမီးစိုးကိုတမီးစိုးကိုဒါသက်ဆိုင်ရာကဖန်စီချင်းသိလိုက်ပါတယ်ထင်းသိလိုက်ရတဲ့အကြောင်းရင်းကတမီးစိုးကသူပြပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့လူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ် အဲ့ဒီမှာမိုက်အင်ဒင်ကိုနဲ့ဒီသမီးစိုးတို့ကလည်းပွဲတွေဖြစ်ခဲ့ကြတယ်။ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်သူတို့တွေကချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မယ်ဟိုနေရာမှာတွေ့မယ်ဒီနေရာမှာတွေ့မယ်ဖြစ်ကြတယ်။ဟုတ်တယ်နော်။အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေတိုင်းစဉ်ကဒီမိုက်အင်ဒင်ကိုသူပြောဆိုမှုတွေရှိတယ်။အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမိုက်အင်ဒင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံသိက္ခာကြောင်းဆွဆွဲမှုတွေပြောဆိုမှုတွေပတ်သက်ပြီးတော့သူကပြင်းဥလင်မျိုးမှာရက်စကန်မှာ6ရက်10လ2025ခုနှစ်မှာအမှုပွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့ အော်တိုဘာလာ6ရက်နေ့မှာအမှုဖွဲခဲ့တယ်။ဘိုက်အင်တင်ကွာနေပြီးတော့တမီးစိုးကိုအမှုဖွဲခဲ့တာပါ။ဖွဲခဲ့တာကပြင်းဦးလင်မျိုးမရက်စကမ်းမှာအမှုဖွဲခဲ့ပါတယ်။ပါနံပါတ်က215မြင်းဆောင်1329ဆက်သွယ်ဥပဒေပုံမှ66နဲ့အမှုဖွဲခဲ့တာဖြစ်ပါတယ်။အမှုဖွဲခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘာလာ7ရက်နေ့မှာတမီးစိုးကိုသက်ဆိုင်ရာကဒါခေါ်ယူဟိုဖမ်းဆီးလိုက်တယ်ဗောဗျဖမ်းဆီးထိန်းလိုက်တယ်ဗော။ဒါလို့ဖြစ်ခဲ့ပါတယ်။အဲ့တော့ခင်ဗျားတို့လည်း တမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မတည်ဘူးလေလက်ရှိတော့ဒီသက်ဆိုင်ရာတမီးစိုးတော့ကျွန်တော်တို့ခေါ်ထိန်းသားပါတယ်ထိန်းသိရတဲ့အကြောင်းရင်းကမိုက်အင်သေးကိုနဲ့သူတို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်တို့မိုက်အင်သေးကအသူ့ပေါ်ဒီဒီတမီးစိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနစ်နာရတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေကျွန်တော်လည်းသူတို့ကိစ္စကိုပြောချင်ပါဘူးဗျာဒါကကျွန်တော်ကသတင်းကိစ္စကြောင့်ကျွန်တော်ပြောတာပါဟိုမိုက်အင်သေးကပါလေအဲ့လိုပဲ ဟိုသူကိုဝေးကိုတာကြီးပြအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးအဲ့ကိစ္စကြတော့လေကိုဝေးကိုတာအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့အာဒီအပိုင်းမှာခင်ဗျားတို့ပွဲတွေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဒါကြောင့်ဆိုတော့တမီးစိုးနဲ့အတမီးစိုးနဲ့ကျွန်တော်တို့အေတင်ကိုရပွဲအဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးလို့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အေတင်ကိုကသူ့ရဲ့နင်းနာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမြို့မှာရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်။ဆက်သွယ်ရေးဥပဒေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်အော်တိုဝါလာ၁၂ရက်မှာတမီဆိုးကိုတက်ဆိုင်ရကနေပြီးတော့ခွဲဦးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျရှင်တို့တည်ပြီးသွားပြီလားတို့အေတင်ကိုနဲ့ပြဿနာတက်တဲ့သမီးဆိုးကအဖမ်းခံလိုက်ရပြီဆိုတော့သတင်းတွေကိုတက်နေတယ်ပေါ့နော်အဲ့ဒါနဲ့ကျမလည်းသမီးဆိုးရဲ့အကောင့်ကိုသွားကြည့်လိုက်တဲ့ခါကျတော့သမီးဆိုးရဲ့အကောင့်က၄ရက်တည်တည်ရှိပြီ online မတက်တာလေအဲ့ဒါနဲ့သုံးတာ၄ရက်တည်တည်ရှိပါပြီအာတို့အေတင်ကိုကသမီးဆိုးကိုပြင်ဦးလင်မျိုးနေရာနဲ့ဥတိုက်ပြီးတော့ဒါဟိုတရားစွဲဆိုတာပေါ့နော် အဲ့တော့အခုတမီးဆိုးအဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကိုလည်းဒေါ်အေသင်ကိုရဲ့အကောင့်မှာအဲ့လိုပုံစံမျိုးနှီးပါတင်ထားတာတွေ့တယ်ဒါဆိုရင်တော့ဂျိန်းတွေအဖမ်းခံရဖို့နှီးစက်နေပြီပေါ့နော်အတခြားသတင်း page တွေမှာလည်းဒီလိုမျိုးတွေတွေ့တယ်ပေါ့နော်အာသူတို့ရဲ့ပြဿနာတွေကကျမတို့နဲ့တော့မဆိုင်ဘူးမှန်ပါတယ်ဒါပေမဲ့အာဒေါ်အေသင်ကိုကဒေါ်အေသင်ကိုတို့ဖြစ်တဲ့ပြဿနာအဓိကကကြတော့လူမှုရေးပြဿနာကနေပြီးတော့စကားအနိုင်လူရင်းနဲ့နိုင်ငံရေးတွေဒီပါနိုင်ငံရေးဆိုတာကကြတော့လူတိုင်းရဲ့အထီး ထိလွယ်ရှာလွယ်တယ်လေနော်အဲ့တော့သမီးဆိုးကလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တိုက်တယ်ပေါ့ကွယ်အဲသူတင်ထားတဲ့ post အရာဆိုရင်လေအဲဒိုအီတင်ကိုအနေနဲ့ကလည်းဒီလိုထိလွယ်ရှာလွယ်တဲ့နိုင်ငံရေးနဲ့တိုက်ခိုက်ရတဲ့အတွက်သူကလည်းရေဆုံးမြေဆုံးလိုက်ပြီးတော့ဒီလိုမျိုးပြန်လဲဖြည့်ရှင်းခိုင်းတာပေါ့အဲ့တော့သူကပြန်လဲပြီးတော့ဒီပြဿနာကိုဖြည့်ရှင်းပြီးရင်ဒီအမှုကိုဟိုပြန်ပြီးရုပ်သုံးပြီးမဲ့သဘောမှရှိတယ်မဖြည့်ရှင်းဘဲနဲ့ရှောင်ပုံးနေလို့သူကလည်းတရားစွဲဆိုတယ်လို့တင်ထားတာတွေ့တယ်ပေါ့နော်အခုကတော့မိသွားပြီထင်တယ်မိသွားပြီနော်ကအဲသမီးဆိုးကအမေရိကန် နိုင်ငံသားခံယူထားတာဖြစ်တဲ့အတွက်သူတို့ရဲ့အမှုကဘယ်လိုပုံစံမျိုးတွေဖြစ်လာအောင်မလဲတော့မသိဘူးပေါ့နော်။ဒါတော့သတင်းတွေကတော့ထပ်ပြီးတော့တက်လာအောင်မှာပါနော်။ပိုးချဖြူခင်ကိုပွက်ရှာထားတဲ့သမီးဆိုရဲ့ဗီဒီယိုလေးပေါ့နော်။ပိုးချဖြူခင်ကကဲမိုင်းကြီးမှာတင်သွားတယ်။ဒုံးနေရုပ်ကိုလည်းပြောနေလို့လည်းသူ့နေရုပ်ကိုပြန်ကြည့်လိုက်တယ်။ဒါတော့လည်းသူ့ရောက်မပါသေးဘူးလေ။အေးဆေးဆေးရောက်မှရှင့်။တမလည်းဘယ်သူမှမပောက်ခတ်ပဲအေးဆေးဆေးရောက်နေပါလေ။နော်။အနည်းငယ်ရုပ်ကိုငါ့လိုရုပ်နဲ့နေရာရှင်းကြည့်အောင်။ဟဲ့ဒီမှာ 你落工又錯到咩？入你媽嚟又工又教，工人老乸錯没？给要皮呢？錯到咩？喂死阿麥子，喏，誒，特別咩？工人老乸講錯你哋咩咧？唔啱皮度，唔為正啊！有交有個先家来，你連入去困尿，我連入去困尿先家来，先抄家嚟。都外口都係黐来了。我老表人咪咪講話，我只可能你攞幾多牌咯，我啲先你攞幾多牌咯，妖咩？嗯，妖唔？嗯，嘅，我妖皮啲，我妖皮啲。 ယူထားတဲ့ဘွဲပညာအရေးချင်းကိုအတာထားလိုက်ဘူးလို့နော်အတာထားလိုက်ဘူးဝဲအကြောင်းကြီးထားလိုက်အောင်ဝဲဆိုလို့လည်းပြောအောင်မစလုံးပေါင်းမမှန်တဲ့လင်းကို तू အမြန်အမလေးကျူးပြီးတော့ကျူးပြီးတော့ပမာစကလုံးပေါင်းမမှန်တာတဲ့အင်္ဂလိပ်ကြောင်းများတက်ခဲ့လို့များလာတယ်အဲ့ဒီအဲ့ဒီလင်းလင်းထိတ်ထားဆန်အဲ့ဒီမင်းသမီးတွေ तू များယောက်ျား तू များလင်းတစ်ခုလက်တွေမဖိုးဘူးလေဟမ်ဝဲလာပြီးသားကောင်းလေယူပြီးတော့ကျွဲနေတဲ့အဲ့ဒီမင်းသမီးတွေအကောင်လုံးကလေစက်ပုံမဲ့ပုံသားနဲ့ပုံသားနဲ့ခေါင်းကွက်ကြက်ကမိုးနဲ့ခေါက်ရတယ် တော်အတင်ကူတို့တော်တမီဆိုတို့၃ရက်၃လပါလားအော်၃၁၀ရက်၃လလားပြောမှာ၃နိုင်ပါညာပွဲပေါ့အဲ့ပြောခဏတည်းတော့ဟိုကြီးကြီးကြီးလိုက်ပြအကောင့်ပိုင်ရှင်နေတယ်ကျွန်တော်မတွေ့ပါဘူးသူများတင်ထားတဲ့အချိန်မှာအဲ့လိုတော်အတင်ကူကချိန်ထားနေရတယ်လိုက်တာကိုင်းနေအဲတော်တမီဆိုကလည်းသူချိန်ထားတဲ့နေရာဒီမှာသူမတွေ့ဘူးပေါ့ဟိုတစ်ဖက်ကတော့ရှောင်တာပေါ့တော်အတင်ကူကလိုက်ရှင်းတာပေါ့ဟိုတော်တမီဆိုကလည်းသူကဘာလည်းလည်းမသိဘူးအော်သူပြောတယ်ပြောတဲ့ဟာကိုအဲ့လိုမျိုးဒေရှင်မဲ့ဆိုပြီးတော်အတင်ကူကလိုက်တယ်ဒါပေမဲ့အဲ့ပွဲက ိုထဲရှင်တဲ့အဆင်မရောက်ဘဲနဲ့ပြီးတော့ခိုးကတော့ဒီဒီနေ့မှာအဲတမီးဆိုးပေါ့နော်တမီးဆိုးဖမ်းလိုက်ပြီးတော့အဲ6ရက်နေ့မှာပြင်ဦးလွင်မှာတော်ရင်တင်ကွာပြင်ဦးလွင်မြို့မှာရေစကမှာအမှုဖွင့်လိုက်တာပေါ့အခုဒီနေ့7ရက်နေ့မှာဖမ်းလိုက်ပြီးတော့အဲဆိုရှယ်မီဒီယာရဲ့ပွဲကြည့်ပွဲကောင်းနေတဲ့တခုပေါ့အခုတော့ဖမ်းခံလိုက်ရပြီပေါ့အဲပွဲတွေကလည်းကြောက်ရွံ့ကောင်းတယ်ပွဲတွေကကြောက်ရွံ့ကောင်းတယ်ဆိုတာတင်လားဟို အချင်းကြီးအချင်းကြီးတွေကလည်းဘာမှမသိဘူးပဲလားမန်နေမားတယ်လေဟိုတုံးတုံးသက်ခက်တယ်နော်ဟိုကကိုမှာဟိုဒါဒီမှာဘာမှမဖြစ်တော့ပါဘူးဆိုပြီးဖြစ်သွားခါကြောင့်လည်းဘယ်လိုပြောမလဲရှုပ်ကုန်တော့ဗျာမကောင်းဘူးအခုကတော့ဖန်ခံနေတယ်ဖန်ခံရပြီအလားပြောဗျာညညဆန်းလေးဆိုမနေ့စိုက်ခံတော့တော်ပြီးပြန်လာနားနေပွဲဆီယာမကြီးအဖမ်းခံလိုက်ရပြီနော်တဒါစီတော့မှာ ဟုတ်ကဲ့ပါမြို့လူကြီးမွဲပြီလို့လည်းတော့ဒီလောက်ပါပဲမကြသေးခင်ရမှာဒေါ်အစ်တင်ကိုနဲ့သမီးစုတို့ကအဲပွဲဖြစ်ထားတယ်ပေါ့နော်ဒေါ်အစ်တင်ကိုဘက်ကဖြည့်ရှင်းဖို့ခေါ်ပြီးမှသမီးစုကပတ်ပြီးနေ ဒါကြောင့်မလို့ဒေါ်အင်းတင်ကိုကနေပြီးတော့ပြည်ဦးလင်မြို့မှာစခန်းမှာတိုင်ကြားထားတယ်ပေါ့နော်ဆယ်လပိုင်းဆယ်နှစ်ရက်နေမှာတော့တမိစုကိုအဖန်စီထိန်သိမ်းလိုက်ပြီပေါ့နော်ဒါလေးကတော့သင်္ကန်းစာယူစီရပေါ့နော်ကိုဈေးရောက်ရရအတွက်နဲ့လိုင်းမှာမှာရှိတဲ့လူရကာကိုပတ်ပြီးတော့ question နေတဲ့တမိစုကတော့အခုဆိုရင်အဖန်ခံထိပြီပေါ့နော်အမှုပေါင်းကလည်းမနေဘူးတီတံမျိုးတွေလည်းဘဟုတုတသင်္ကန်းစာတစုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရဲ့ရှင်။မိုးရဲ့ဗီဒီယိုလေးကိုစောင့်တိလက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တဒါ။